မင်္ဂလာပါရှင်ဘာမတ်ခေတ်တည်တင်ဌာနကနေအော်တိုဘာလ22ရက်နေ့စိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့တင်ကတော့ချံဖို့မှတဆင့်ရွေးကောက်ပွဲဝင်ကြမည်မျိုးစောအောင်လင်းတွေညထုံးဦးတင်အောင်ဆန်းအပါဝင်အစိုးရအဖွဲ့ယာရူးယူထားသူများလက်ရှိတာဝန်များမှအနာမယူပဲနေဆွေစီယုံရွေးကောက်ပွဲဝင်ကြမည်ဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ရှမ်းဖို့မှတဆင့်ရွေးကောက်ပွဲဝင်ကြမိမျိုးစောအောင်လင်းတွင်ညထွန်းဦးတင်အောင်ဆန်းအပါဝင်ပြည်တော်စုနှင့်ပြည်내တိုင်းအစိုးရအဖွဲ့များတွင်ရှာတူးရယူထားသူများမှလက်ရှိတာဝန်များမှအနာမယူဘဲမဲဆွယ်စီယုံရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကြောင်းကြံခိုင်ပါတီသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါရယ်မင်းအောင်လိုင်ဤစိတ်ခိုင်းချက်အရစစ်ကော်မရှင်မှစစ်တပ်နှင့်အရက်ဖက်အရာရှိများဖြစ်ကြသောမျိုးစောအောင်လင်းတွင်ညထွန်းဦးဝင်ကြီးတင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြန်တန်း ODS 66 ဒူကိုကျုံကြည်ဟောင်းတေစာကျော် DSC 28ဒူကိုကျုံကြည်ဟောင်းတပ်ပုံ DSC 29ဒူကိုကျုံကြည်ဟောင်းဖုံမြန် OTS 83ဒူကိုကျုံကြည်ဟောင်းလင်းအောင် DSC 26ဒူကိုကျုံကြည်ဟောင်းစိုးတင့်နိုင် DSC 31တို့အပါအဝင်ဝင်ကြီးများဒူဝင်ကြီးများပြည်내တိုင်းဝင်ကြီးချုပ်များကပြည်သူလွတ်တော်အမျိုးသားလွတ်တော်နှင့်ပြည်내တိုင်းလွတ်တော်တို့ကကြံ့ဖို့ပါတီကိုစားပြုပါဝင်ရှင်ပြိုင်သွားမည်ဖြစ်ကြောင်း ထို့သို့ရှင်ပြိုင်ရာတွင်အရက်ဖတ်ရာထူးတာဝန်များမှာအနားယူခြင်းမရှိပဲရွေးကောက်ပွဲမဲဆွဲစည်းရုံးရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်။ပြည်တော်စုအစိုးရနှင့်ပြည်내တိုင်းဒေသကြီးအစိုးရတွေမှာလက်ရှိတာဝန်ယူထားတဲ့သူတွေကရာထူးတာဝန်တွေမှာပဲဆက်လက်တာဝန်ထမ်းဆောင်ရင်ပဲမဲဆွဲစည်းရုံးရွေးကောက်ပွဲဝင်ကြမယ်လို့ပါတီရဲ့အောင်နိုင်ရေးအစည်းအဝေးတွေမှာအတည်ပြုလာပါသည်။အဲ့ဒါကြောင့်အစိုးရအဖွဲ့တာဝန်တွေနဲ့မအားမလတ်ဖြစ်နေတဲ့ကိုစရဲလောင်းတွေအတွက်သက်ဆိုင်ရာမြို့နယ်ခရိုင်မှာရှိတဲ့ပြည်ခိုင်ဖြိုးပါတီတွေနဲ့ တာဝန်ရှိသူတွေကအောင်နိုင်ရေးကိုပို့ပြီးအားစိုက်ကြိုးစားပေးကြဖို့အတိပေးတိုက်တွန်းနေဆိုပြီးပါတီတွေကိုလမ်းညွှန်ပါတယ်။အောင်နိုင်ရေးအတွက်အခြေခံရည်ကြီးကစပြီးမြို့နယ်ခရိုင်အလုံးပါဝင်ပူးပေါင်းဆောင်ရွက်ဖို့စာလေးထွက်ပါတယ်ဟုကြံခိုင်ရေးပါတီသတင်းရင်းမြစ်ကဆိုပါတယ်။အမျိုးသားကောက်ွယ်ရေးနဲ့လုံခြုံရေးကောင်စီအမှုဆောင်အရာရှိချုပ်အောင်လင်းတွေနေပြီးတော့အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့ PR တွင်ရှင်းပြညီဖြစ်ပြီးဝင်ကြီးချုပ်တာဝန်ယူထားသောညှိုစောကကိုကိုချွန်ပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့တွင်၎င်း ဆက်သွယ်ရေးနဲ့ပို့ဆောင်ရေးဝန်ကြီးတာဝန်ယူထားသောမြတ်ထွန်းဦးကပြည်ဦးလွေမြို့နယ်ပြည်သူ့လွတ်တော်မင်းဆန္ဒနယ်မှာ၎င်းတမရယုံဝန်ကြီးတာဝန်ယူထားသောတင်အောင်ဆန်းကအုတ်တရသီရီမြို့နယ်ပြန်ကြားရေးဝန်ကြီးမမအောင်ကတက္ကသိုလ်မြို့နယ်မင်းဆန္ဒနယ်တို့တွင်အသီးသီးရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်။ထို့ပြင်ပဲခူးတိုင်းဝန်ကြီးချုပ်မျိုးစုဝင်းကပဲခူးတိုင်းဒေသကြီးလွတ်တော်အတွက်ပဲခူးမြို့မင်းဆန္ဒနယ်မှာ၎င်းကချင်ပြည်နယ်ဝန်ကြီးချုပ်ခတ်ထိန်နှံက ကချင်ပြည်နယ်လွတ်တော်အတွက်မြကြီးနာမြို့မဲဆန္ဒနယ်မှာ၎င်းအခြားသောပြည်နယ်တိုင်းဝန်ကြီးများမှလည်းလက်ရှိရာထူးတာဝန်များဖြင့်ပင်မဲဆန္ဒနယ်အသီးသီးတွင်ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကြောင်းသိရပါသည်။ကျန်းဖို့ပါတီမှတက်ဆင်အရက်ဖက်နှင့်စစ်ဘက်မှအရာရှိကြီးများမှမဲဆွဲစည်းရုံးရေးအတွက်ကိုပိုင်းလုံးချုံရေးအဖွဲ့ကိုပိုင်းမဲဆွဲစည်းရုံးရေးအဖွဲ့ကိုပိုင်းရုံးအဖွဲ့များဖြင့်ရွေးကောက်ပွဲဝင်ကြခြင်းဖြစ်ကြောင်းသိရပါသည်။ဆလဘီရွှေခောက်ပွဲအတူငင်းချမ်းရေးအတူခေါင်းဆောင်အတူ မင်းအောင်လိုင်းသည်အာနာသိမ့်ခဲ့မှုနဲ့အတူစစ်ပွဲများစီးပွားရေးကျဆင်းလာမှုမတိမငြိမ်ဖြစ်လာမှုများလေးနှစ်ကျော်ကြာလာတော့လေဤသည့်နယ်ပယ်တွင်မှတိုးတက်မှုအရေးအယံမပြနိုင်ခင်သို့တော်ညာလေးဆရာသမားဖြစ်ခဲ့သူဘိုတန်းရွှေဤထုံနှလုံးမှုက၎င်း၏အဖွဲ့ကိုနိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်ဟုအမည်ပြောင်းစိတ်ချရမည်အငဲတန်းဖို့ချုပ်များကိုအနာဝင်းရန်စီပြီး၎င်း၏အုပ်ချုပ်မှုကိုခိုင်မာသည့်ထက်ခိုင်မာအောင်အင်္ဂရီလောင်းလာခဲ့သည် မင်းအောင်လိုက်သည်မိသည့်ပြည်သနာကိုမျှမဖြေရှင်းနိုင်ခဲ့တော့လေနိုင်ငံတကာကိုလှည့်စားနိုင်ရန်နှင့်၎င်းတို့၏တမားကျန်းစာဖြစ်သော2008စာအုပ်စိမ်းကြီးဆေးရစီအတိုင်းအရေးပေါ်အခြေအနေကိုရုပ်သိမ်းပေးလိုက်ရသည်ထို့သောပြည်သူများအတွက်ကတော့အခြေအနေများပို၍ဆိုးဝါးလာခဲ့သည်ထို့နောက်နှစ်ပတ်ကျော်ဩဂုတ်လ18ရက်နေ့တွင်တော့၎င်း၏ထားရနေဆေးရသွားရွေးကော်မှမြို့နယ်330အနက်284မြို့တွင်နှစ်တုပ်ခွဲ၍ရွေးကောက်ပွဲလှုပ်သွားမည်ဟုကြေညာလာခဲ့သည်တခါလှုပ်လျင်မြို့နယ်100နှုံးမြို့ဖြစ်သည် နေအောင်လိုက်သည့်အခြေအနေမှန်ကိုသုံးသပ်နိုင်စွမ်းမရှိ၍မဟုတ်တော့လက်ရှိပြဿနာများကိုမြည်တို့မြမဖြေရှင်းဘဲဆက်၍မျက်နှာပြောင်တိုင်နေ၍မရတော့ဘဲတရုတ်အာမျက်နှာချိုသွေးနိုင်ရန်နှင့်ပြည်တွင်းရှိမကျင်မနက်ဖြစ်လာသူများအားတခုခုဖြစ်လာလို့အတိမတ်ပြုခံရလို့မလုံပေးနိုင်ရန်ရွေးကောက်ပွဲလှုပ်ဆက်ကိုဆင်လာခြင်းဖြစ်သည်၎င်း e democracy ရွေးကောက်ပွဲဆိုသည့်အားလည်း ဒီမိုကရေစီလမ်းကြောင်းမှတွေ့ဖြစ်လာနေသောအိန္ဒိယမှလွှဲ၍ကမ္ဘာပေါ်ရှိမိသည့်ဒီမိုကရေစီနိုင်ငံကားများအတိအမှတ်မပြုဘဲဝိုင်းဝန်းရှုံချလာကြသည်မေအောင်လိုက်သည်ထွက်ပေါက်လာမည့်ရွေးကောက်ပွဲကို၎င်းအတွက်စိတ်ချရစေရန်နှင့်ခင်းထားသောစံညွန်းအတိုင်းဆက်၍ကပြကြရန်စစ်ဖက်မှဘိုးချုပ်ကြီးတဦးဒူးဘိုးချုပ်ကြီး6ဦးအပါအဝင်အရာရှိအရာခံ489ဦးအောင်၎င်းတို့၏လက်ဆွဲချက်ဖွဲ့ပါတီတို့ကိုယ်စားလှယ်လောင်းအဖြစ်ထည့်သွင်းလိုက်ပြန်သည် 2015တွင်သမရဦးသိန်းစိန်လက်ထက်လက်မှတ်ရေးထိုးထားပြီးယခုအခါပြရိုက်ထဲထည့်ထား၍သာခိုင်ခန့်နေတော်လေအနှစ်သာရမဲ့နေပြီဖြစ်နေသောနိုင်ငံလုံးဆိုင်ရာအဖြစ်ခက်ရစဲရေးစာချုပ်ကိုလည်းစင်နှမြောက်ဆိုကအပြင်သို့ထုတ်ပြလာသည်အခွင့်အရေးချောင်းနေသူများမှအပါယခင်လက်မှတ်ရေးထိုးထားသူအများစုကလက်မခံကြတော့ပေတရုတ်တီလည်းမြန်မာပြည်တွင်စစ်တွင်မိသူများပြက်ပြက်သားသားအနိုင်မရစေရန်အီရန်အီရက်စစ်တွင်အမေရိကန်တို့လုပ်ခဲ့သလိုနှလန်းသွားပုံစံဖြင့်ချင်းကပ်နေသည် သို့မှလည်း၎င်းတို့၏အကျိုးနှင့်တရုတ်တို့လိုချင်နေသည့်ယူနမ်မအနမန်ပင်လေတို့ထွက်ပေါက်ရစေမည်လမ်းမကြီးကိုဆက်လုသွားနိုင်မည်ဖြစ်သည်။လက်ရှိတွင်၎င်းတို့မိစိမ်ပြခဲ့မှုကြောင့်စတင်ခဲ့သော2029စစ်စင်ရည်သည်မကြုံစက်ဘူးအောင်မြင်သွားခဲ့သည့်အတွက်ရခိုင်အနေထားတိုင်းပြန်ရောက်စေရန်လုံပန်းလာနေသည်။ရင်းနှင့်အတူပြည်သူတို့၏တော်လှန်ရေးသည်လည်းအရေးကြီးသောလမ်းဆောင်လမ်းကွာသို့ရှောက်လာခဲ့ရသည်။ ဆေးအုပ်စု၏တဖန်ခေါင်းပြန်ထောင်လာမှုနှင့်တရုတ်၏ဂမူးရှုထိုးဆက်ဖက်လာမှုများကိုတံပြန်နိုင်ရန်စည်းလုံးညီညွတ်မှုတိစောက်ပေးနိုင်ပြီးခေါင်းဆောင်မျိုးကိုအပူတပြင်းတောင်းတလာကြသည်ဆေးအုပ်စုသည်အချင်းပြတ်ချစားမှုများစိတ်ဓာတ်ကျဆင်းလာမှုများအခြားအကွဲပြင်းများကြောင့်ညှော်လင့်ထားသလိုပြိုလဲမသွား၍၎င်းတို့အားရင်းဆိုင်နိုင်ရန်ရခင်လိုဆက်နေသွား၍မဖြစ်တော့ စေအာနာရှင်လက်အောက်မှာအပီးပိုင်လွမြောက်နိုင်ရည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးရရှိရေးအတွက်မိမိတို့ဘက်မှတစည်းတလုံးတည်းရက်တီသွားမှသွေးစည်းကြမှဖြစ်တော်မည်ဆိုသည်ကိုသိမြင်လာကြပြီဖြစ်သည်ဤဒီကိုအကောင့်အထည်ဖော်ရန် NUG နှင့် EAO များတွင်တာဝန်ရှိလာသည်လက်ရှိတွင်တော့အင်အားကြီးမှသော EAO များကညီညွတ်ဖို့လိုသည်ဟုပြောနေသည့်အဆင့်တွင်သာရှိပေသေးသည် EAO များသည်တရုတ် EPRP တောင်းဆိုမှုများလိုက်ရောမည်ဆိုကစေအုပ်စုခေါင်းထောင်လာအောင်လှုပ်ပေးသည်နှင့်အတူတူဖြစ်ပေလိမ့်မည် စေအိုစုသည်ပြည်သူများအတွင်စိတ်သက်ခွန်အားများကြာဆင်းလာပြီးအာမတန်မန်လျှော့လာရန်ရရက်ဆက်ဆက်အကြံဖတ်ကပပောင်းဆောင်ကြက်တဲလာအောင်ရည်ရွယ်လှုပ်ဆောင်နေခြင်းဖြစ်သည် PDF များလည်းရန်ပုံငွေရရှိနေမှုလျှော်နေလာနေပြီဖြစ်သည်တစ်ဖက်တွင်ပြည်သူများယုံကြည်အားကိုးလောက်သည်စီကံတကြနှင့်ညီညွတ်သောတပ်ပေါင်းစုကြီးထွက်ပေါ်လာဖို့လိုအပ်သလိုတစ်ဖက်တွင် NUG အနေဖြင့်ဘီဂျင်းနှင့်ဝါရှင်တန်အားတွန်းတွန်းတိုက်တိုက်ဆက်ဆံသွားဖို့လိုသည် ထို့သို့တပ်ပေါင်းစုကြီးထွက်ပေါ်လာပါကတရုတ်မှစစ်အုပ်စုထက်စားလျင်ပို၍အားကိုးနိုင်သူများအဖြစ်ရှုမြင်လာနိုင်ပြီးအမေရိကန်နှင့်လည်းအွန်လိုင်းယာစဝတ်မှုများမူရစေဝါကဲ့သို့၎င်းတို့လုံခြုံရေးကိုထိခိုက်နိုင်ပြီးပြဿနာများကိုဆွေးနွေးနိုင်ပြီဖြစ်သည်ဒူဘိုချုပ်ကြီးဂွမ်မော်နှင့်ဘိုချုပ်ထွန်းမြတ်နိုင်တို့နှစ်ဦးစလုံးကညီညွတ်ကြဖို့လိုသည်စကားအရာနဲ့မဟုတ်ပဲအလုံးနဲ့တက်တည်ပြဖို့လိုသည်ဟုပြောခဲ့ကြသည်ထို့သော၎င်းတို့နှစ်ဦးစလုံးက NUG ကိုကြီးအဖြစ်ဖို့၍မရပဲအတိတ်ကတန်ရာတန်ချက်များနှင့် မယုံကြည်မှုများကြောင့်လည်းဖြစ်သည်ဟုပြောခဲ့ကြသည်။ညီညွတ်မှသာနိုင်ငံရေးအပေါ်နိုင်ငံတကာကတလေးတစားသဘောထားလာကြမည်ဖြစ်ပြီးမိမိနိုင်ငံအားလည်းကိုကြိုးရှာပြည်ပနိုင်ငံများ၏စေစားကြိုးကင်လာမှုမှယုံထွက်လာနိုင်မည်ဖြစ်သည်။ NUG နဲ့ EAO များစုပေါင်းခေါင်းဆောင်မှုဖြင့်တော်လိုင်းရေးကောင်စီကိုဖွဲ့စည်းကြရတော်မူဖြစ်သည်။ဤဒီကလည်းလွတ်လပ်ခွင့်နှင့်တရားမျှတမှုရရှိရေးခရီးရှိကြီးချီတက်နေရဆဲဖြစ်သည်မြန်မာပြည်သူများ၏အတောင့်အတဆုံးဆန္ဒလေးဖြစ်ပေသည်။ဆက်လက်ပြီးအလုတ္တမအရေးဦးဆောင်လှူရှားသူဒေါ်မျိုးမျိုး၏ ကိုတက်နှင်းအောင်နှင့်မတ်သက်သားဆွေတို့ပြန်လည်လွတ်မြောက်လာတော့လေ SDUM အလုံသမားတမကအဖွဲ့ဝင်ကိုဦးဆက်လက်ဖမ်းဆီးခံထားရတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အလုံသမားခွင့်ရတက်ကြွလှူရှားသူတဦးဖြစ်သည့်သွေးစည်းညညတော်တမကများအဖွဲ့ချုပ်မြန်မာ SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးအပါဝင်အလုံသမားရေးရလှူရှားသူများဖြစ်သည့်ကိုတက်နှင်းအောင်နှင့်မတ်သက်သားဆွေတို့ဖမ်းဆီးခံထားရမှုမှာပြန်လည်လွတ်မြောက်လာကြောင်း SDUM မှတာဝန်ရှိသူတဦးကတဲ့င်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလ20ရက်နေ့ညနေ4နာရီအချိန်တွင်အင်းစိန်ထောင်မှပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီးလက်ရှိဆွဲဆိုထားသည့်အမှုအလုံးရုပ်သိမ်းခံရပြီးပြန်လည်လွတ်မြောက်လာသည်ဟုကြေညာခံရကနေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါသည်။ SDUM မှဆက်လက်ဖမ်းဆီးခံထားရတာကတော့ဆရာမဒေါ်မျိုးမျိုးအေးကလွဲရင်ကျန်တဲ့လူတွေပါဟု SDUM မှတာဝန်ရှိသူက ရှင်းပြပါသည်။အကြံဖတ်စစ်တပ်ကယခုနှစ်ဇူလိုင်လ25ရက်28ရက်နေ့28ရက်နေ့များတွင် SDUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးနှင့် SDUM အဖွဲ့ဝင်များဖြစ်ကြသည့်တင်ထက်ဆန်းစုမြတ်နယ်မြင့်မြန်ခိုင်တီဟစောထိုက်စောဆန်းနိုင်ဟေမန်ဦးကျော်တက်နိုင်နှင့်ဂျွန်တူးမောင်တို့ကိုဖမ်းဆီး၍တရားစွဲဆိုခဲ့ခြင်းဖြစ်သည့်လက်ရှိအချိန်တွင် SDUM ဦးဆောင်သူဒေါ်မျိုးမျိုး၏ပြန်လည်လွတ်မြောက်လာတော်လဲအခြားအဖွဲ့ဝင်များမှမူဆက်လက်၍မတရားဖမ်းဆီးခံရဆဲဖြစ်သည့် SDMU ဦးဆောင်သူဒေါ်မျိုးမျိုးအေးသည်စစ်အာဏာရှင်စန့်ကျင်ရေးတပိတ်များတွင်ပါဝင်ခဲ့သည့်ဖြင့်2022ခုနှစ်ဧပြီ15ရက်နေ့စစ်တပ်ကဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဖြင့်ပုံမှန်905ကကြီးဖြင့်ထောင်ချခဲ့ကောင်း2021ခုနှစ်အောက်တိုဘာလတွင်လွန်ငင်းခွင့်ဖြင့်လွတ်ပေးခဲ့ကြောင်း2025ခုနှစ်ဇူလိုင်လတွင်ပြန်လည်ဖမ်းဆီးခဲ့ကောင်းအောက်တိုဘာလအတွင်းစစ်တပ်ကပြန်လွတ်ပေးခဲ့ရခြင်းဖြစ်ပါသည်6ခုနှစ်အတွင်းဒုတိယအကြိမ်ပြန်လည်ဖမ်းဆီးချိန်တွင် SDUM မှာတို့မျိုးမျိုးအေးအပါအဝင်အဖွဲ့ဝင်စေဦးကိုခြေချုံနှင့်ခံဝင်ဥပဒေပုံမှ9စာလုံးစာလိမ်နှင့်အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုံမှများ ဆက်သွယ်ရေးဥပဒေပုံမှ66ခါကြီးတို့ဖြင့်စစ်တပ်ကအမှုဖွင့်ခဲ့သည်။ရှင်အပြင်ပြည်လဲတို့မြောက်လာသောမြန်မာနိုင်ငံစစ်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားတမကများအဖွဲ့ချုပ် MICN TUSFE အထွေထွေအတွင်ရေးမှုချုပ်ဦးသက်နှင်းအောင်မှမူ2020ခုနှစ်ဇွန်လအတွင်ဖမ်းဆီးခံခဲ့ရပြီးနောက်ပြည်လဲလို့မြောက်လာခြင်းဖြစ်သည်။ ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားတမကအဖွဲ့ချုပ်က Article 33ဖြင့်မြန်မာအကြံဖတ်စစ်တပ်ကိုတန်ခတ် Facebook အရေးယူမှုများဆက်လက်လှုံ့ဆော်သွားရန်ဆုံးဖြတ်လိုက်ပြီးမြန်မာအကြံဖတ်စစ်အုပ်စုမှဖိအားများစွာကြုံတွေ့နေရခြင်းအလုပ်သမားအရေးဥဆောင်လှုံ့ရှားသူတို့ချို့ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်ဟုအလုပ်သမားအရေးလှုံ့ရှားသူများကပြောဆိုပါရယ်